်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါရှမ်းပြည်နယ်တောင်ပိုင်းပေလောင်မြို့နယ်ဆောင်းပြောင်းကျေးရွာနီးမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ဘေးရှောင်နေကြတဲ့ပြည်သူ1500ကျော်အတွက်စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်ပြည်သူတွေကပြောပါရယ်မေလ18ရက်ကစပြီးဆောင်းပြောင်းကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ် PNO ပြည်သူစစ်နက်တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေစစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။လက်နက်ကြီးတန်တဲ့တနက်တန်တွေစတိုက်ကြနေရပြီးတိုက်ပွဲကပြင်းထန်နေကရွာကဒေသခံတွေက မေလ20ရက်မနေ့ပိုင်းရွှေ့ပြောင်းနိုင်ခဲ့ကြတယ်လို့စစ်ဘေးရှောင်မျိုးသမီးတယောက်ကပြောပါတယ်။စစ်ကောင်စီတပ် PNO ပြည်သူစစ်နဲ့တွန်လိုင်းအင်အားစုတွေကြားတိုက်ပွဲတွေစတိုက်ဖြစ်ပွားနေပြီးမေလ20ရက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံလေးကျင်းကျေချသွားခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလအထက်မှာစစ်ကောင်စီဖျံနိုပြည်သူစစ်နဲ့တော်လိုင်းအင်အားစုတွေအကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအခု2025ခုနှစ်အမေလအထက်မှာတော့ထိတွေ့တိုက်ပွဲထပ်ဖြစ်တဲ့အတွက်ဒေသခံတွေစစ်ဆောင်နေကြရတာဖြစ်ပါတယ်ရှင်။အိန္ဒိယနဲ့ရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကိုမေလ21ရက်မှာပြန်လည်ဖွင့်ပေးလိုက်ပြီလို့ရခိုင်ကုန်သွယ်ရေးစီကသိရပါဗျာ။ အိန္ဒိယရခိုင်ကိုယ်သွေးလမ်းကြောင်းကိုမေလ16ရက်ကစပြီးလောင်တလိုင်းခရိုင်နေအခွန်ဦးစီးဌာနကရဲအကန့်သမရှိပိတ်လိုက်တာဖြစ်ပြီးလက်ရှိမှာအာရခတက်တော်ဗဟိုလိုက်လူငယ်အစည်းအရုံးအိန္ဒိယနိုင်ငံကစီးပွားရေးသမားတွေနဲ့ကားသမားတွေရဲ့ညှိနှိုင်းမှုတွေကြောင့်ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့အိန္ဒိယရောက်ရခိုင်ကိုယ်သွေးတယောက်ကပြောပါတယ်အိန္ဒိယပါကစ္စတန်ရေခင်းကိုအကြောင်းပြပြီး ပြည်တွင်းမှာစာနာရိတ်ခါဖူလုံမှုဆိုကလောင်တလိုင်းကိုပိုင်အုပ်ချုပ်ခွင့်ရခရိုင်နေအခွန်ဦးစီးဌာနကပြည်တွင်းကကုန်စည်တွေကိုပြည်ပနိုင်ငံတွေကိုရောင်းချတာမပြုလုပ်ဖို့တာမြင်ခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဟာစာသောက်ကုန်ဆေးဝါးနဲ့ဆက်သုံးစည်တွေအတွက်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကိုအ धिक အားထားနေကြရတာဖြစ်ပြီးအခုလိုလမ်းကြောင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက်ရခိုင်ပြည်အတွက်ကုန်စည်စစ်ဆင်မှုတွေပုံမှန်ပြန်ဖြစ်လာပြီလို့ကုန်သည်တွေကပြောပါတယ်ရှင်။ မန္တလေးတောင်ကြီးကတရုတ်ကေဆိန်စခန်းမှာထမင်းအလူရှင်တွေရော့နေသွားပြီးငလင်ဘေးသင်မိသားစုတွေစောက်ဝနေရေးချက်တဲလာတယ်လို့သိရပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်မန္တလေးတောင်ကြီးဇူလာမူနီဖျားအနီးကတရုတ်ကေဆိန်စခန်းမှာညနေစာလာရောက်လူဒန်းသူတွေအပါအဝင်ကုညီလူဒန်းတာတွေနဲ့ပါသွားတဲ့အတွက်စခန်းနေငလင်ဘေးသင်ပြည်သူတွေခက်ခဲလာကြပါတယ်အဲလာပုံမှန်လာပါလေခုဒီရဲ့ဘိုင်းတော့တူကတော့မလာတော့ဘူး နေ့တာတမမလာတော့မနေ့စားပဲအဲ့ကျဒီကလူငူလေးရတာနဲ့ဝယ်ဆန်းစားနေကြတယ်တရုတ်နိုင်ငံကကူညီထားတဲ့ Educate Yes ခန်းတွေမှာတဲအိမ်ကလုံးကိုမိသားစုနှစ်စုနေကြရပြီးအိမ်ထောင်စု40ကျော်ရှိနေတာပါတရုတ်လူမှုရေးအသင်းဝင်တွေကတော့ငွေသားတချို့လာရောက်လူကျန်းတာချင်ပန်းကရိယာတက်စင်တာစသာတွေပြုလုပ်ပြီးထားပေမဲ့အလုတ်အကန်ခက်ခဲနေစေမိသားစုဝင်တွေမှာစက်တဲနေစေဖြစ်ပါတယ်အဲ့ဒီကေဆေးရေးစခန်းမှာလက်ရှိအချိန်ထိ နေအိမ်မပြုတ်ပြင်ရသေးတဲ့ဘေးတင်ပီတူတွေအများပြားရှိနေပြီးအငှားအိမ်ပြုတ်ပြတ်သွားတဲ့အတွက်အိမ်ငှားနေမိသားစုဝင်တွေမှာပြန်စရာအိမ်မရှိပဲနေအိမ်အငှားထက်ရှာဖို့အခက်အခဲတွေကလည်းရှိနေကြပါတယ်။ကဲဆယ်ရေးစခန်းရောက်ငလင်ဘေးတင်ပီတူတွေမှာမြေကြီးပေါ်မှာဖြန့်ခင်ထားတဲ့မိုးကအဆောက်အဦအတွင်းမိုးတက်လေပြင်းကြတာနေပင်းထန်စွာပူတာစားတဲ့မန္တလေးမြို့ရဲ့ပြင်းထန်တဲ့ရာသီဥတုတန်ကိုခံစားနေကြရတယ်လို့ငလင်ဘေးတင်ပီတူတယောက်ကပြောပါတယ်။ ကျမတို့ကလာဒီကနေနေပြီးတော့ခုသူတို့ခုစီစဉ်တော့ဆွဲနေတာပြန်နေလို့ရတဲ့ဟာတွေတော့နေလို့ရပြီပေါ့နော်အမကျမတို့နေနေကြတော့လည်းအစီအိမ်ငါးချအောင်ပါအိမ်ငါးချအောင်ပါမသူကပြုပြင်နေရရှိရဲ့အိမ်ဆိုရင်ပြောလို့ပြောရတယ်ကျမတို့ကငှားဆိုတော့ဒီအိမ်ရှင်ကသူတို့ဟာပြည့်စည်ထားတယ်ဆိုမှသူပြေအောင်မယ်ဆိုကျမတို့ကအိမ်ငါးပြန်ချအောင်ပါခုကကလည်းအိမ်ငါးလည်းနည်းကြက်သေးတယ်ပေါ့ဘာအင်္ဂါတော့ရှာနေသေးပဲကိုလည်းဒီထဲနေရတာအပူတန်နဲ့ ကိုကျမ်းမာရင်းနဲ့ဆိုတော့တိတ်မညီလို့ဒီခဲရမတ်လန်ဒဆက်ရှိရနေကလောက်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်လူပေါင်း18တန်းကျော်ထိခိုက်ခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးကအမေရိကန်ဒေါ်လာ10ဘီလီယံအထိရှိနိုင်တယ်လို့မကြတိခင်ကကမ္ဘာပံကခမန်ထုတ်ပြန်ထားပါတယ်။အဲ့ဒီတန်ဖိုးထဲမှာလူနေအဆောက်အုံပစ္စည်းမှုကအမေရိကန်ဒေါ်လာ9ဘီလီယံနီးပါးရှိပြီးအခြေခံအဆောက်အုံပစ္စည်းမှုတန်ဖိုးက3.36ဘီလီယံတန်ဖိုးရှိပါတယ်။အဲ့ဒီပမာဏက စစုပေါင်းပစ္စည်းမှုတန်ဖိုးရဲ့33ရာခိုင်နှုန်းရှိကြောင်းကမ္ဘာပံကခန့်မှန်းထားပါတယ်။ဂျမဟနာပါဂျပန်နိုင်ငံဟာအကြီးဆုံးလက်နက်ပြပွဲကိုမေလ22ရက်နေ့မှာဖွင့်လှစ်ခဲ့ပြီးပြည်ပနဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုလက်နက်တင်ပို့မှုတို့အတွက်နက်နက်ရှရှိုင်းတူအားပေးခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးနခတာနီကပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံမြို့တော်တိုကျိုမြို့အနားက DSEI လို့ခေါ်တဲ့နိုင်ငံတကာကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာစစ်ပစ္စည်းပြပွဲမှာဂျပန်တုံးကြီးတွေစစ်တင်မောတွေလေဆာနဲ့လျှက်စစ်တန်လိုက်သုံးမျက်နှုံးမြင့်လက်နက်တွေကိုသူတေသနာပြုပြသခဲ့ပါတယ်ဒီပွဲဟာ2023ခုနှစ်မှာကျင်းပတဲ့ပွဲရဲ့အရွယ်စားထက်နှစ်ဆကြီးပြီးဂျပန်နိုင်ငံကလုပ်ငန်း169ခုအပါအဝင်နိုင်ငံပေါင်း33နိုင်ငံကကုမ္ပဏီပေါင်း480ခုလာရောက်ပူးပေါင်းပြသခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာပို့ကုန်တားမြစ်ချက်ကိုရုပ်သိမ်းပြီးတဲ့နောက်ဆက်စုနှစ်တစ်ခုအကြာဂျပန်နိုင်ငံဟာအမေရိကန်နဲ့ဥရောပနိုင်ငံတွေကအားပေးနေတဲ့ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှာပထမဆုံးအခြေလမ်းကိုစတင်လှန်တက်နေပြီဖြစ်ပါတယ်ရှင်။ဤချက်နိုင်ငံကငှဲ့လက်ကျင့်ပေးသူအဗ်ဒဲရာမန်အစ်စမေဟာဘုတ်ကလိုနာမည်ပေးထားတဲ့ခုပြူကလေးတကောင်ကိုသူနဲ့ထက်ချက်မကွာလိုက်ပါပြတ်သန်းနိုင်အောင်လက်ကျင့်ပေးထားပါရဲ့ ကိုင်ရိုမြို့လမ်းမတွေပေါ်မှာအစ္စမေးတယောက်ဆိုင်ကယ်စီးတဲ့အခါခိုကလေးကသူ့နဘေးကနေအတူလိုက်ပါပြီးပြန်တန်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။အသက်23နှစ်ရွယ်အစ္စမေးဟာဂျွန်ဘာနီပြအဖြစ်ပါအသက်မွေးသူဖြစ်ပါတယ်။ကိုရီးယားလွတ်လပ်စွာပြန်တန်းမှုနည်းစနစ်ကိုလွန်ခဲ့တဲ့3နှစ်ကလေးကတင် जा ပေးခဲ့တာဖြစ်ပြီးသူနဲ့ငှက်ကလေးတွေအကြားမှာယုံကြည်မှုနဲ့ဆက်သွယ်မှုတည်ဆောက်နိုင်ခဲ့တာလို့ဆိုပါတယ်။ထိန်းချုပ်ထားတာချီနောက်ထားတာမရှိဘဲ သခင်နဲ့အတူရှိအောင်လေ့ကျင့်ပေးတာဖြစ်ပါတယ်။အဲ့ဒီထဲကမှလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကဝေကင်းစကရေကအတူရှိနေခဲ့တဲ့ဘုံဆိုတဲ့ခိုဖြူကလေးကတော့အထူးကြဆုံးဖြစ်နေတာပါ။အစောပိုင်းမှာလူသားကားသံတွေကိုကြောက်လန့်တာကြောင့်လူရှင်းတဲ့လမ်းတွေမှာအရင်ဆုံးလေ့ကျင့်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ကျင်းသားရလာတဲ့အခါမှာတော့ခေါ်လိုက်တာနဲ့ရောက်လာသလိုပခုံးပေါ်နားတက်တဲ့အပြင် သွားလျာထက်ချက်မကွာပြန်သန်းလိုက်ပါလာနိုင်ပြီလို့ဆိုပါတယ်ရှင်။ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်